ည်းဈေးဝယ်ပါတယ်သူရဲ့စိုက်တန်လေးတွေကိုလည်းရွှေ့ချင်ပါတယ်ပေါ့နော်ရွှေ့နေတာဟုတ်ပြီလားလာပြီလားပြီလို့ပြောပါပြောနေတာပြောနေတာစိတ်ဝင်တာနည်းနည်းသူပြောတာများများ တက်ပုံလေးချက်လက်အကားစပြီးတော့လီးပြီးတော့ဘလန်ဒါနဲ့ကိုကျိတ်မှာဖြစ်ပါမယ်ဘလန်ဒါနဲ့ကျိတ်ပြီးတဲ့အခါမှာပကန်းနဲ့ဟိုတခြားထည့်ပါတယ်အမ်ထည့်ပြီးွားလို့ရှိရင်တော့อืมသူ့ကိုအရသာမုံလေးတွေထည့်ပြီးတော့လုံးမှာဖြစ်ပါတယ်အရသာမုံလေးအဲဂျင်းမုတ်ထည့်ပါတယ်အရသာမုတ်ထည့်တယ်ပြီးလို့ရှိရင် တောင်းကုန်မှုလည်းထည့်ပါတယ်ဒီလိုရှိရင်တော့ဝေပါတယ်ထူပါတယ်ပြောမှုကိုစားနေပြီးတော့ က်ဆေးပါတယ်။စားလေးရောနေပေးရပါတယ်။ကြော်ပါပြီစာကြော်တဲ့အချိန်မှာတော့တွတ်တွနီလေးကိုထိထားတာလေးတွတ်တွမူးမူးကလည်းစီတက်ပြီးတော့ဝင်ပါတယ်အဲ့ဒါဝင်ပြီးတာနဲ့ခုနကကြော်သူ့ကိုစားတဲ့ဆေးထားတာပေါ့နော်အဲ့ဒါဆေးထားတာကိုထည့်ပါတယ် ဲပြီးတော့ဝင်ပါတယ်ပြီးလို့ရှိရင်အရသာနေနဲ့ငယ်ဦးစင်းငယ်ထပ်ထည့်ပါတယ်မမငယ်ဦးစင်းကိုထောင်းပြီးတော့အချိန်ပေါကောင်းပေါ့နော်ပုံများနေတို့ရှင်နွမ်းွားတဲ့အထိရေတည်နေတယ်ပြီးတော့တဲပါတယ်ပုံရောက်ထည့်ပါတယ်ပြင်းငယ်ပြီလေးလည်းထည့်ပါတယ်ကြာတော့ပါ ဆရာစီရယ်စနွေးရယ်ထဲပြီးလို့ရရင်ကျက်တော်နေလေးကိုအရင်ဦးဆုံးဆီတက်ပါမယ်။အင်းဆီတက်ပြီးတော့ ਨੇ ရောင်နေမှုတ်လေးလည်းနည်းနည်းထည့်ပါတယ်။ထည့်ပြီးတော့ဆီတက်ပါတယ်။ပြီးတာ ਨੇ အာဂျိန်ငါးလေးလေးကိုလည်းခုနကစားနဲ့ဆေးထားတာလေးပေါ့နော်။ဂျိန်ငါးလေးကြော်လေးလေးထည့်ပါနဲ့။ဂျိန်ငါးလေးကြော်လေးလေးထည့်ပြီးတာ ਨੇ ပြင်ငယ်ပြီလေးထည့်ပါတယ်။ ပြင်ငယ်ပြီးထဲ့တယ်ပစုံကြောင်းမုတ်ထဲ့တယ်ချုံမုတ်ထဲ့တယ်ပစုံကြောင်းထဲ့တယ်စားထဲ့တယ်ဒီလိုရှိရင်ဝင်ပါပြီအဲအဲ့လိုမျိုးဝင်ပေးပြီးတဲ့ခါကျမှဟိုနှံ့နေအောင်ပေါ့နော်ဝင်ပေးရပါမယ်အဲ့လိုနှံ့နေရမွေပေးပြီးရင်တော့ဖုံးလေးကနအုပ်ပါတယ်။ဖုံးလေးကနလောက်အုပ်ပြီးတော့ဖွင့်ကြည့်လို့ရှိရင်လည်းညွမ်းလာပါပြီ။ညွမ်းပြီးလို့ရှိရင်တော့သူ့ကိုလည်းအဲ့လိုပဲ တရင်နှရီထည့်ပြီးတော့အဖုံးထပ်အုပ်ပါတယ်ထည့်ပြီးတာ ਨੇ ရပါပြီအဲ့တော့အဲ့လိုမျိုးအီအီလေးပေါ့နော်ဆောင်းတယ်လိမ့်လိမ့်ကလေးပေါ့နော်ဖြစ်သွားတယ်ဆိုလို့ရှိရင်ရပါပြီအကန်ထဲမှာထည့်ထားတယ်ပေါ့ဒါတော့ပေါ့နော်ပထမဆုံးအာကြိတ်ထားတဲ့ဝသားကိုချက်မယ်ရင်ပေါ့နော်ဒီတော့နေဒီတော့ဂျင်းနေပေါ့နော်ခြေသက်ပါတယ် ချင်းလေးတွေကိုနောက်ပိုင်းနာအိုလူစီတက်ပြီးစီလေးကျက်လောက်မှာထင်ထင်ပုံမွှေးအောင်ပေါ့နော်ပြီးတော့အသားလေးချိန်တဲ့ချိန်ထားတဲ့ဟာလေးတွေကိုလုံလိုက်ပါတယ်လုံပြီးတော့ထည့်ပြီးလို့ရှိရင်တော့သူ့ကိုပတ်တိပဲလိမ့်နေလိမ့်ပြီးရနေရေးထည့်ပြီးတော့တင်ထားလို့အမ်ရေးတစ်ခေါက်လောက်ဆိုရင်တော့သူကမြင်ပါတယ်ပေါ့နော်ချက်တော့ပါပြီချက်တော့စီလေးပြန်လာပြန်ရပါပြီရပြီဆိုရင်ပကံနဲ့ထည့်လိုက်ပါပြီအဲ့ဒါရှိတယ်အသားလုံးချက်ပြပါတယ် ဒါကတော့မာလာရှက်ကောလုပ်မှုအတွက်အခြေပပွဲလေးတွေကိုလည်းရေနည်းနည်းပြုတ်တယ်ပြီးလို့ရှိရင်ခသားခနာကြိတ်ထားတဲ့အားလေးနဲ့ချန်ထားတာလေးတွေကိုလည်းလုံပြီးတော့ထည့်ပေးပါတယ်ဒီနေ့ပြန်ပြုတ်ပေးတာပေါ့နော်ပြန်ပြုတ်ပေးပြီးလို့ရှိရင်ကိုကိုတို့တွေရပြီဆိုတာနဲ့ခောက်ဆွဲလေးကိုထည့်ပါတယ်ခောက်ဆွဲလေးတွေကိုလည်း မာလာရှန်ခေါလို့ခေါ်ဆိုလေးစားကြအောင်ပေါ့နော်ပြီးတော့ပဲပြားလေးထည့်ပါတယ်ပဲပြားထည့်ပြီးရမ်းနဲ့မာလာရှန်ခေါအနှစ်ကလေးတွေကိုထည့်ပါတယ်အမှန်မှန်ဆိုရင်ပေါ့နော်မာလာရှန်ခေါကကြတော့လေသူ့ရဲ့အနှစ်ကိုစီသက်ပြီးတော့ပေါ့နော်ချက်ကတာပေါ့နော်ဒါပေမဲ့ကိုကကြတော့အလွယ်တကူအဲချက်လိုက်တယ်ပေါ့နော်အမှန်မှန်တော့စားလဲစားခြင်းနဲ့အချိန်ရလဲမရှိအဲ့လိုဖြစ်နေလို့ပေါ့နော်အဲ့လိုမျိုးလေးချက်ပြပါကိုတော့ရသားလေးမိကြည့်ပြီးတော့ကစုံရဲ့ကိုတော့နောက်ပိတ်ဆုံးမှာထည့်တာပါဟိုကစုံရဲ့ကကြတော့အနူးမြန်လို့ပေါ့နော်နူးမြန်လို့နောက်ပိတ်ဆုံးမှာထည့်လိုက်တာပါ မာလာရှန်ကောကိုကြိုက်တဲ့အသီးရွက်ကိုတော့မာလာရှန်ကထည့်လို့ရတယ်ပေါ့နော်ကိုကြိုက်နေတဲ့အသီးရွက်လေးထည့်လို့ရပါတယ်ဒီမှာတော့အိမ်မှာဝယ်ထားပြီးသားဟာပေါ့နော်အစင်းသရှိနေတဲ့ဟာနည်းနဲ့ပဲလောက်စားဖြစ်တာပါအရသာရှိတဲ့မာလာရှန်ကောလေးရသွားပါပြီရှင် သူရတာကတော့ရှူရှဲလေးပေါ့နော်အရန်ကိုထိမိဘူးကဆက်လို့အရန်အရန်ကိုကောင်းရတယ်ရှင်ဒီနေ့တပတ်မှာတော့ဒါလေးတွေချက်ဖြစ်ပါတယ်ဒါကတော့ ှန်ကိုလီပါအားလုံးကိုကြည့်ရှုပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်ရှင်။